ကျုပ်တွေ့ကျုပ်သမားကြီးမှာเนาะစီကျုပ်ဖြစ်တာအချက်နှစ်ချက်ရှိတယ်။တစ်ချက်ကတော့မြူလိုက်တာပေါ့နော်။တစ်ခုကတော့ကျွန်တော်တို့က environment လို့ခေါ်တဲ့ပတ်ဝန်းကျင်ရဲ့เนาะအပိုင်းနှစ်ခုပါတော့။ဆိုတော့တချို့ကမြူရှိတယ်။သို့တော်စီကျုပ်မဖြစ်ဘူး။ဘာဖြစ်လဲဆိုတော့သူတို့ကเนาะကျမိုင်နေညီညွတ်အောင်နေတိုင်းစားတော့နေတည်းများကာလပတ်လုံးစီကျုပ်ဖြစ်မှာမဟုတ်ဘူး။တချို့ကျတော့မြူကမရှိဘူး။စီကျုပ်ဖြစ်တယ် ဲ့ဒါဘာဖြစ်လဲဆိုတော့ကျမိုင်းနေညင်ညွတ်အောင်နေတိုင်းစားတော့မလုပ်လို့ပေါ့အဲ့တော့အချိုစားတာတခုတည်းနဲ့တော့မဟုတ်ဘူးဒီတင်ငန်းမလုပ်တာတို့နော်ကျွန်တော်ထမင်းနေအများကြီးစားတာတို့အစီစိတ်များရင်လည်းစီကျိုကဖြစ်မှာဆိုတော့ကျွန်တော်တို့ကကျွန်တော်စီကျိုစီကျိုကကျွန်တော်ကအချိုလည်းမစားဘဲနဲ့ဘာလို့ဖြစ်ရတာလဲဆိုတော့အချက်ပေါင်းမြောင်များစွာကျွန်တော်တိုက်ဆိုင်နေလို့ဖြစ်တာပါအဲ့တော့ပြောရရင်တော့နံပါတ်1စီကျိုမဖြစ်စေခြင်းဘူးဆိုရင်မျိုးရှိရင်တော့ ကျွန်တော်ကကျမ်းမိုင်နေညညွတ်အောင်နေတိုင်းစားတော့လို့ရှိရင်မဖြစ်ပါဘူးပေါ့ဒီကြောင့်မို့အချို့မစားပဲလေဖြစ်နိုင်တယ်သူ့မှာအခြားအချက်တွေဖြစ်တဲ့ဓမင်းပေါ့နော်အများကြီးစားတာတို့ဒီဉာဏ်ကမလောက်တာတို့စီစိတ်နေအများကြီးစားရင်လေစီရောရှိမှာပါပဲဖြစ်မှာပါပဲ